မြန်မာနိုင်ငံနဲ့ဝေးနေတဲ့လူတွေကြိုးစားခြင်းဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ပါအယိုးလေးတွေကို1ကီလိုဝယ်ပြီးတော့တန်းစင်အောင်ဈေးထားပါတယ်ရေနွေးလေးနဲ့မှထည့်ပြုတ်ပါတယ်ခြင်းရယ်စားရယ်ထည့်ထားပါတယ်ပြုတ်ရင်းနဲ့ဒီအညိလေးတက်လာပြီဆိုရင်ဖယ်ထားပေးရပါမယ်အဲ့ဒါမှအရေးကြီးလေးရမှဖြစ်လို့ပါဒီအေးအေးလေးနဲ့ တနာရီခွဲနှစ်နာရီလောက်ကြာအောင်ပြုတ်ထားပါပြုတ်ထားနေရင်ねဝက်အသားလေးလီးထားလေးကိုကျိတ်ဆက်ထဲထည့်ကြိတ်ပါမယ်အတော်အသင့်ညက်ပြီဆိုလို့ရှင်ငဖယ်လေးသုံးဆုံးလောက်ထပ်ထည့်ပြီးတော့ကြိတ်ပါမယ်အာလုံးရောသမဝင်သားပြီဆိုရင်ကြက်ဦးအကာနှလုံးထည့်တယ်အရသာအတွက်တကြားနှစ်ဆွန်းထည့်ပါမယ်ကွန်စတာချေကွန်ဖလာဝါရေကိုအာလုံးပေါင်းသုံးဆွန်းထည့်လိုက်ပါတယ်ဒါမှထုတ်ထုတ်ကလေးနဲ့စကောင်းမှဖြစ်ပါတယ် ပြီးတော့အနံ့လေးမှုေးသွားအောင်လို့နှမ်းစီလေးနှစ်စွန်းထည့်ပါတယ်စားလေးရဲ့အရသာမုံလေးရဲ့ထည့်ပါတယ်ပဲပြားလေးတွေကိုလည်းအတုံးလေးတွေလီးထားလိုက်ပါမယ်အလုံးပြင်ဆင်ပြီးပြီဆိုရင်အယိုးပြုတ်ရည်လေးကိုစကားလေးနဲ့ထည့်စစ်ပြီးအရေးကြီးလေးယူလိုက်ပါမယ်အသားလေးတွေကိုအာတစွန်းချင်းစီပေါ့နော်ဒီလိုမျိုးလေးရအောင်အရင်ပြုတ်ပါမယ်သားလေးတွေပြုတ်ထားတာနူးပြီဆိုလို့ရှိရင်ကြာစံထည့်လို့ရပါပြီ။ နောက်ပြီးတော့ထိုင်ဝမ်မုံညင်းလေးထည့်လိုက်မယ်ပေါ့နော်ပေးပြလေးလည်းထည့်ပါတယ်ဒီတခါတော့ကလီစာရေတော့ထည့်မချက်ရသေးဘူးပေါ့နော်ကလီစာကြိုက်တဲ့ဟန်နဲ့ကလီစာရေအစင်းစင်းလုပ်ပြီးထည့်ချက်လို့ရပါတယ်ငုံလေးရောပါပါတယ်ကဲဒါဆိုရတာရှိတဲ့ခြေဦးလေးသုံးဆောင်လို့ရပါပြီ